။နိုဝင်ဘာ9ရက်နေ့မှာပြုလုပ်မဲ့ One Friday Fight 132ပြိုင်ပွဲမှာမြန်မာဖိုင်တာ3ရဲ့တွဲဆိုင်တွေပါဝင်နေပြီးစိုးနောက်ဦးပွဲဟာည7:00နာရီခွဲတန့်စင်ပွဲကည9:00နာရီကယန်းတိုင်းရင်သူမြန်မာမျိုးသမီးဖိုင်တာ Veronica ရဲ့ပွဲဟာည10:00နာရီခွဲဝင်းကျင်တို့မှာထိုးသက်သွားပွဲရှိနေပါတယ်။ပြောင်းမွေးကွန်နိုဝင်ဘာ9ရက်မှာထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့လုံမနီအားကစားရုံမှာကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ပြောင်းမွေးမှာတွဲဆိုင်၁၂ဆိုင် ထည့်သွင်းကျင်းပမှာဖြစ်ပြီးမြန်မာဖိုက်တာ3ရဲ့တွဲဆိုင်တွေပါဝင်နေတာဖြစ်ပါတယ်။စိုးနောင်ဦးဟာ Thai Fighter, Myson Jerin နဲ့ Muay Thai Storm Weiden အဖြစ်ပွဲစဉ်လေး၊တန့်စင်က Thai Fighter, Khon Pwan Noi နဲ့ Muay Thai Fly Weiden ပွဲစဉ်အဖြစ် ပွဲစဉ်6 Veronica ကတရုတ်ဖိုက်တာ Lee Miru နဲ့ Muay Thai Adam Weiden ဒူးကောင်တွဲဆိုင်အဖြစ်ပွဲစဉ်17တို့မှာရှင်ပြိုင်ထိုးသက်ကြမှာဖြစ်ပါတယ်။တန့်စင်နဲ့ထိုးသက်မဲ့ Thai Fighter Khon Pwan Noi ကအသက်32နှစ်ရှိပြီဖြစ်ပြီး ဝိုင်းရင်မွေထိုင်းဖိုက်တာဖြစ်ပါတယ်။သူဟာ1 Friday Fight မှာ6ပွဲထိုးသက်ထားပြီး9ပွဲနိုင်2ပွဲသာရှုံးနိမ့်ထားပါတယ်။အသက်22နှစ်သားရှိသေးတဲ့တန်းစင်က1 Friday Fight မှာ9ပွဲထိုးသက်ထားပြီး2ပွဲနိုင်3ပွဲရှုံးနိမ့်ထားပါတယ်။ကဲတိုင်းသူမြန်မာမျိုးသမီးဖိုက်တာဗီရိုနီကာနဲ့ထိုးသက်မဲ့တရုတ်မျိုးသမီးဖိုက်တာလီမီရုကဝမ်ချန်ပီယံရှစ်နဲ့လက်တွဲပြီးတဲ့နောက်ပထမဆုံးလာရောက်ထိုးသက်တာဖြစ်တယ်လို့သိရပါဗျ သူဟာကစ်ပေါင်စင်အားတန်တဲ့ဖိုက်တာဖြစ်ပြီးကစ်ပေါင်စင်နဲ့မွေထိုင်းပွဲ34ပွဲထိုးတက်ထားရာ28ပွဲနိုင်9ပွဲရှုံးနိမ့်ထားတယ်လို့သိရပါတယ်။ကဲအတိုင်းသူမြန်မာမျိုးသမီးဖိုက်တာဖီရိုနီကာဟာ One Championship နဲ့လက်တွဲပြီးတဲ့နောက် One Friday Fight မှာ2ပွဲထိုးတက်ထားရာ2ပွဲနိုင်2ပွဲရှုံးနိမ့်ထားပါတယ်။